င်ဘာလတရက်နေ့ကနေပြီးတော့9ရက်အတွင်းဘောရဘူသားသမီးများအတွက်တပတ်စာကံတာကိုဟောကြားပေးမှာဖြစ်ပါတယ်ဘောရဘူသားသမီးတွေအလုပ်ကံနဲ့ပတ်သက်လာရင်တော့မတင်မကြဖြစ်တာတွေမတိမငြိမ်ဖြစ်တာတွေကြုံရမယ်ကာလလည်းဖြစ်ပါတယ်အဲ့တော့အလုပ်ကကောင်းလိုက်မကောင်းလိုက်ဖြစ်နေတဲ့ကာလပါနော်အလုပ်လျှောက်ထားတဲ့သူဆိုရင်လည်းအစိတ်တိုင်းကြတဲ့အလုပ်တွေ့မှာမဟုတ်သေးပါဘူးနေရာထိုင်ခြင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကြီးခဲ့သူနဲ့ပတ်သက်တာပဲဖြစ်ဖြစ်အဆင်ပြေလိုက်မပြေလိုက်ကြောက်ရမယ်ကာလလည်းဖြစ်ပါတယ် ။နောက်အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းရံဖြစ်လိုက်ပြန်ဖြစ်လိုက်ဖြစ်နေရတဲ့ကာလမျိုးလည်းဖြစ်ပါတယ်။ဝေးကြီးနဲ့ပတ်သက်လာရင်တော့ပြောဆိုရတာငင်းကုံရတာတွေရံဖြစ်ရတာတွေကြုံရမယ့်ကာလလည်းဖြစ်ပါတယ်။မိမိငွေပဲမိမိပြန်ရဖို့ကိစ္စမှာအဲ့လိုမျိုးရန်ဖြစ်တာတို့ငင်းကုံရတာတို့ကြုံရတတ်ပါတယ်။နောက်ငွေကြီးနဲ့ပတ်သက်ပြီးဒီကလာဟာ ြောဆိုဖြည့်ရှင်းနေရတဲ့ကာလလည်းဖြစ်ပါတယ်เนาะနောက်ငယ်ဝယ်တဲ့သူတွေဆိုရင်တော့အဲအချစ်ရေးမှာအဆင်မပြေပါဘူးเนาะအဲကိုပြောတဲ့ဇာတ်ရည်ကလည်းတပတ်သူကတော့လက်ခံမှာမဟုတ်ပါဘူးပြီးတော့မင်္ဂလာဆောင်ကိစ္စတွေနောက်ဒီစိတ်ဆက်ကြောက်လန့်တဲ့ကိစ္စတွေအဲ့ဒါတွေကလည်းအဲကျွန်တော်တို့ဇာတ်အပြောဆိုမှားတာကြောင့်အဲပြဿနာတွေကြုံရတတ်ပါတယ်เนาะ ညီကိုမောင်မောင်နဲ့ပတ်သက်လာရင်နော်ပူပန်တတယ်နောက်စတုလုပ်ငန်းနော်အဲစာချုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်လည်းအဲကျွန်တော်တို့ပူပန်တာနောက်အဲစတုလုပ်ငန်းနဲ့ဆိုရင်လည်းကျွန်တော်ဘယ်လိုဖြစ်လဲဆိုတော့အဲသူတစ်ပါးရဲ့ကိစ္စကိုကိုကကြားတဲ့ကနေပေါ့အခုံတန်းဖြည့်ရှင်းပေးရတာသူများအလုပ်လိုက်လုပ်ပေးနေရတာတွေပေါ့နော်အဲစတုလုပ်ငန်းလုပ်ကြရတာဆိုတာ အဲသူကသူတပားသူကမလုပ်ဘဲနဲ့ကိုကပဲလိုက်ပြီးတော့အဲအစာအဆုံးဥမချီကလိုက်လုပ်နေရတဲ့ကာလလည်းဖြစ်ပါတယ်အဲနောက်ပြီးတော့စာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီးတော့ပုံပင်မှုတောင်းကြမှုတွေလည်းကြုံရတတ်ပါတယ်နော်အဲတော့အရေးကြီးတဲ့စာရွက်စာတမ်းတွေဆိုရင်လည်းသင်ချာသိမ်းထားဖို့လိုပါတယ်တကယ်အောက်လက်ငယ်သားတွေနဲ့ပတ်သက်ပြီးတော့ဆွဆွဲတာခံရတတ်တယ် နော်ရန်နေပိုင်ဖြစ်တတ်တယ်လူငယ်လေးနဲ့ပတ်သက်လာရင်ရန်နေပိုင်ဖြစ်တတ်တယ်။နောက်သားသမီးနဲ့ပတ်သက်လာရင်လည်းသားသမီးတယောက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်။အပူပန်ရတာခေါင်းချောက်ရတာပေါ့နော်။သူ့အတွက်ပဲတွေးနေရတာသူ့အတွက်ပဲစဉ်းစားနေရတာနဲ့ပဲအချိန်ကုန်နေတဲ့ကာလလည်းဖြစ်ပါတယ်။အဲ့တော့ဒီကာလမှာလက်ဝက်လက်ဆိုင်နဲ့ပတ်သက်ပြီးတော့အဲပျောက်ရှသွားတာနေရာထားသူမာတာအခိုးခံတာအားလုံးတွေကြုံရလို့အဲခေါင်းချောက်မတက်ရှာနေရတာတွေပေါ့နော်။ခေါင်းချောက်မတက်ပြန်ပြီးတော့စဉ်းစားပြီးဖော်နေရတာတွေအကျုံးအမဲကာလာလည်းဖြစ်ပါတယ် နောက်ပညာရေးနဲ့ပတ်သက်လာရင်အဲမိမိဖြစ်ဆိုနိုင်မဲ့နော်ဘာဒီဒီဘာနဲ့ဘာလို့ခေါ်မလဲဒီလွယ်မဲ့ဥစ္စာလေးတွေအရင်စပြီးတော့အဲစူးစမ်းပြီးလုပ်ပါခက်ခဲတဲ့ဥစ္စာတွေမလုပ်ပါနဲ့ပေါ့နော်ခက်ခဲတဲ့ဥစ္စာတွေကိုတပြေပြေလေ့လာဖို့ပေါ့နော်အဲနောက်ပြီးတော့ဒီအမွေကိစ္စတွေနဲ့ပတ်သက်လာရင်လည်းရမလို့နဲ့မရောက်ဖြစ်သွားတတ်တယ်။ဟောဒီ ဒီနောက်တော့ဘာသာရေးကိစ္စတွေပတ်သက်လာရင်လည်းအဲနောက်ကိုလုံးမဲ့အဓိကတွေရှိခဲ့ရင်လည်းပေါ့နော်အဲအပြင်အမောက်တွေဂျုံရတတ်တယ်အဲကိုကပြီးအောင်လုံးမယ်လို့ကြေညာထားပေမဲ့လည်းအလားရောက်မှာပြတ်သွားတတ်ပါတယ်အဲ့လိုပဲအပညာရေးကိစ္စတွေနော်အဲနောက်ပြီးတော့အမွေနေ့ကိစ္စတွေကလည်းအလားရောက်မှာပြတ်သွားတတ်ပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်လာရင်လည်းကြကုတ်ကြကဲစူးစမ်းနေမှသာလျင်နော်အဆင်ပြေပါလိမ့်မယ်နော်အဲ့တော့ ပညာပြေအဲဒီပညာသင်ကြားပြီးတော့စာပွဲပြင်မဲ့ကလေးတွေအနေနဲ့ကတော့ဒီအလားရောက်မှာစာပွဲပြင်ကနေမှာဂျမ်းမိုင်ညံ့သွားတာလေးပေါ့နော်အဲအဲ့ဒါမျိုးတွေကြုံရတဲ့အတွက်ဂရုစိုက်ဖို့လိုပါတယ်နော်နောက်ကိုယ့်အေကိုဆွေမျိုးတွေအဝင်ထွက်တွေများနေလိမ့်မယ်နောက်ဒီကာလမှာနော်အိမ်တော်ဘက်ဖြစ်တဲ့အမျိုးသမီးနဲ့လည်းနော်စိတ်သဘောသာမတိုက်ဆိုင်ဖြစ်နေတတ်တယ်နော်နောက်ပြီးတော့သူကအဖြစ်ဆိုကိုကအမဲဖြစ်နေတတ်တယ် တယောက်တစ်ပေါက်မျိုးဖြစ်နေတာပေါ့နော်အဲတော့နောက်နောက်တစ်ခုကဒီအသေးအဖွဲ့တွေနဲ့ပတ်သက်တဲ့ကိစ္စတွေအဲနောက်အကြီးအကဲတွေနဲ့ပတ်အဲ sorry ဒီအစုအဝေးတွေနဲ့ပတ်သက်တဲ့ကိစ္စတွေပါလဲနော်အဆင်မပြေဖြစ်တတ်တယ်အဲ့ဒီအသင်းအဖွဲ့ကနေပြီးတော့ထွက်သွားတယ်ကိုဝင်လိုက်ရင်လည်းအဲ့ဒီအဖွဲ့အစည်းကလည်းပြတ်သွားတဲ့ကာလမျိုးလည်းဖြစ်နေတတ်တယ်နောက်ဒီကာလကတော့စနေနေ့နေ့ဖြစ်တဲ့ပနက်တို့ထီးတို့နာယီတို့အဝင်မခံတာကောင်းပါတယ်တကယ်များဝင်ခဲ့ရင်နော် တက်သေးလိုက်ရတာအမှုခင်းကြုံရတာဖြစ်တပါတယ်ပြီးတော့လူမျိုးကြပါတာကြားနဲ့ပတ်သက်ပြီးလုံးဝအကူအညီမရပါဘူးဒီကာလမှာနိုင်ငံကြားနဲ့ပတ်သက်ပြီးတော့စီစဉ်ထားတဲ့သူတွေအဆင်မပြေပါဘူးနော်ကဲအဲ့တော့ကိုယ်မှရှိတဲ့အញ្ញံလေးတွေပြပြောက်သွားဖို့အတွက်ကိုမိမိတို့နေဖရားမှာတောက်ရည်တဲ့တပူနော်ပြီးတော့ကျွန်တော်တို့တပြေ၆ညွန့်တူတမ်းပြီးတော့လိုရဆူတော့ပါ အဲ့လိုလူတန်းလိုက်မယ်ဆိုရင်တော့ကိုယ်မှာခက်ခဲနေတဲ့ခက်ခဲတွေပြပြပြီးတော့ကောင်းဆုံးချက်တာများရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ